ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်းအောင်လိုင်တို့အမိသားစုနဲ့သူကြီးတပည့်အရာရှိများအသာတို့လေရင်ပြန်ပြန်ပြတ်ကြပြီးဟူသောကိစ္စမှန်မှန်တုံးတက်ပြပြပါပြီတဲ့ မြတ်ကျော်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မေလာခုနှစ်ရည်2025ခုနှစ်ကျော်လူမြတ်ကျော်ရဲ့ညာခင်မင်းတည်ဆတ်မှုများမှာကျူးဆူပါတယ်ခမရတို့စိတ်ထဲမှာတခုခုဖြစ်နေတ စိတ်ထဲမှာတရင်ကောင်းတစ်ခုခုကိုကြားခြင်းစိတ်အားမလို့အားမရစိတ်ရှင်နဲ့ဖွဲ့အခြေအနေတစ်ခုရခြင်းနဲ့စိတ်ဖြစ်နေပြီလားမင်းအွန်လိုင်းနဲ့ကျူကျူလာတခေါမမိသားစုရုရှားတော်တဲ့ကီးစီပြင်မလာစီခြင်းကြဘူးမလားဆန်စကီကလည်း ဟိုရက်ကဒရုန်းနဲ့ဘုံမိုးရွာထားပါလေဗျ။ပစစ်တမင်းအောင်လိုက်အချက်မဲ့စစ်ကောင်းဆောင်နဲ့မိသားတစုသူတို့အပါဝင်ရဲဝင်ဦးအဆရှိတဲ့စစ်ကောင်းဆောင်တွေရုရှားသွားတဲ့ခရီးစဉ်မှာတချို့ကလီရင်ပြတ်ကြပါစေတချို့ကဇာလန်စကီးရဲ့အာကူပြစီတချို့ကပြတ်မလာပါနဲ့တော့ တချို့ကတော့ပြေးကြပြီလေဆိုတဲ့မှတ်ချက်အမျိုးမျိုးလူမှုကွန်ရက်စာမျက်နှာတွေမှာတွေ့နေရပါတယ်အဲ့ဒီတော့ကျွန်တော်ကခင်ဗျားတို့နှလုံးသားထဲကိုဝင်ကြည့်တဲ့အချိန်မှာခင်ဗျားတို့စိတ်ထဲမှာတစုံတစ်ခုသောအပြောင်းလဲကြီးတစုံတစ်ခုသောဝမ်းသာစရာသတင်းကောင်းကြီးအယံကြားကျင်နေတဲ့စိတ်ဖြစ်နေတယ်ဆိုတာကျွန်တော်တွေ့လိုက်ရတယ်ဖြစ်စီခြင်းတဲ့အတိုင်းချစ်ချင်တာပေါ့ဗျာ ဒါပေမဲ့ဖြစ်ချင်တာကိုမဖြစ်ရတာကိုပဲလောကလောကရံကြီးဗျဒီလောကရံကိုပဲကျွန်တော်တို့ကအန်ကျိတ်ခံရင်လူသမိုင်းကိုတိဆောက်ခဲ့ရတာလीဒီကနေ့ IT ခစ်လို့ရောက်လာအောင်နိပညာခစ်ကြီးရောက်လာအောင် AI ခစ်ကြီးရောက်လာအောင်နေ့စဉ်တော်လန်ရေးတွေနဲ့အန်တုရင်ဆိုင်ရင်တဘာဝရဲ့အထုထောင်းလောကရဲ့လူလုပ်အခက်အခဲတွေဖိနှိပ်မှုတွေကို အန်တုရင်ဆိုင်တော်လန်ရင်ဒီကနေ့အထိအဲ့ဒီလောကဓာတ်တွေကိုပဲကျွန်တော်တို့ရင်ဆိုင်နေကြတာဒါကြောင့်မလဲဒီကနေ့လေးနှစ်တာကာလအထိ၅နှစ်နီးပါးရောက်တဲ့အထိအစိုးလောကဓာတ်ကြီးကိုဖြတ်တန်းလာခဲ့တာဒီနေရာမှာအာနာသိန်းလို့တော်လန်နေဒါရင်မဲလားဆိုတော့ကျွန်တော်ပြတ်တွေးကြည့် ဟုတ်တယ်အာနာသိန်းလို့တော်လန်တာလေအကြောင်းရင်းကြီးတရက်ဖြစ်တယ်ဟုတ်တယ်မတရားစစ်အာနာသိန်းတယ်လူလူတင်မြောက်ထားတဲ့ရွေးချယ်ထားတဲ့အစိုးရကိုဒေါ်ဆန်းစုကြည်ဦးဝင်းမင်းတို့ကိုဖမ်းဆီးတယ်ဒါဟာလေကြီးမားတဲ့တော်လန်ရေးဖြစ်ပေါ်စေသောအကြောင်းရင်းတရက်ဖြစ်တယ်လို့အဲ့ကပိုပြီးနတ်နဲ့တိမ်မွေ့နတ်ဆိုင်တဲ့ကိစ္စရက်တွေရှိနေပါပြီဒီတော်လန်ရေးဟာ အာနာသိမ့်လို့တော်လန်ယုံတယ်တခုလည်းမဟုတ်နေဘူးဆိုတာကိုတော့မှတ်ထားပြီ။တိုင်းပြည်ကိုနှစ်ပေါင်းများစွာဂျာစုနဲ့နေချီလဝကြီးအုပ်ဂုတ်သွေးဆုပ်ပြီးအင်ကြီးထဲမှာအင်ငယ်ဆင့်ထားတဲ့တိုင်းပြည်တပြည်ထဲမှာတိုင်းပြည်ငယ်တခုလို့တည်ဆောက်ပြီးစစ်တပ်ရဲ့အဆောက်အုံတခုလုံးကိုကြီးမားဖွင့်ပြုအောင်လုပ်ထားတဲ့ဂုတ်သွေးဆုပ်တဲ့စစ်တပ်စစ်အာဏာရှင်စနစ်ကြီးကို တော်လန်နေရလို့လေရှုမြင်လို့ရပါတယ်အဲ့တော့စစ်အာဏာရှင်စနစ်စစ်အာဏာသိမ်းလို့ခဏခဏသိမ်းနေလိုက်တာများမသိရင်ရက်ွက်แท้ကဇီရင်းလေးတစ်ခုကိုစီပင်ဝင်ဖမ်းတယ်လို့ပဲခင်းလိုက်ဖမ်းလိုက်ခင်းလိုက်ဖမ်းလိုက်နဲ့လွယ်လိုက်တာဘာကြောင့်ဒီတိုင်းပြည်နဲ့ဒီလူလူဟာ ီစစ်တပ်အာဏာသိမ်းခြင်းတိုင်းသိမ်းလို့ရနေတာလေတာဝတိချာစဉ်းစားကြဖို့လိုပြီဒီစစ်တပ်ပြုတ်သမျှဒီတိုင်းပြည်ဘာလို့ခံနေရတာလဲရင်းမြစ်ပြဿနာဒီကြောင်းနေကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာပြောမယ်ပထမဦးစွာတော့တော်လန်တရင်းနေတင်ဆက်ကြရအောင်ကရင်ကချင်း ကရင်ပြည်နယ်မှာစကန်တိုက်တိုက်ပွဲကြီးရှိနေပါတယ်။ကချင်ပြည်နယ်မှာဗမာမျိုးသိမ်းတိုက်ပွဲကြီးပြင်းထန်စွာဆင်နွှဲနေပါတယ်။ရခိုင်ကြောက်ဖြူတိုက်ပွဲအခြေအနေရှိနေပါတယ်။တောင်ခမ်းမနေ့ကပြောတယ်တန်တန်လေးတောင်ခမ်းကိုတိုက်ပြီးပြင်ဦးလွင်ကိုတိမ်ထားမန္တလေးကိုစစ်ဆိုင်ဆိုရဲကျွန်တော်တို့စောအောင်ချက်အပြီးမှာဒီကနေ့တောင်ခမ်းတရင် ချက်ထွက်လာပါတယ်။ရန်ကုန်မြို့ကြီးကတော့မရောက်နိုင်လူရုပ်မှတည်ခြင်းနဲ့ခွေးရရှာပြည့်တဲ့အချိန်မှာမဟာပထဝီမြေကြီးကောင်းချီပေးပြီးငလေလောက်ပါတယ်။ဒါပေမဲ့ပြည်သူလူတွေကတော့တညာလုံးအိပ်မရဘူးလားမသိဘူး။မနေ့က09:55မှာငလေလှုပ်သွားခဲ့ပါတယ်။ ဒီဒီငလီကိုကျွန်တော်တို့ချက်ချင်းသိရှိပြီးတရင်တွေတင်ပေးပါတယ်ပြည်သူလူထုရှောင်ကိန်းချိန်ရောက်ဒါပေမဲ့အထီးကရှနာတစုံတရာမကြားရတဲ့အတွက်လူမကြောင်မနေ့ကရန်ကုန်ကိုတိတ်ကြလို့ပြောပြီးမဟာပထဝီမြေကြီးကောင်းချီးပေးလေသလားလို့ထင်မိရပါကျွန်တော်ရဲ့စိတ်စေတနာနှလုံးသားစိတ်ဆန္ဒအာတိတတွေကိုတဘောဝတရားတော်မကြုံနိုင်လောက်ခိုင်ခိုင်မာမာ တန်တိတ်ထန်ချဆုံးဖြတ်ပြီးရံကုန်ကိုတိမ့်ပိုက်ကြဆိုတဲ့စောဩတာဒီထက်ညံလာပါလိမ့်မယ်။ကဲဒီနေ့တော့ကြောက်ဖြူကိုအရင်တွားကြရအောင်။အဲကြောက်ဖြူကိုမတွားခင်အင်မတန်မှအရေးကြီးပြီးပြင်းထန်နေတဲ့ဘမောကချင်းပြည်နယ်အရင်ကြည့်အောင်။ဘမောစကခ27တင်းခံနေပါ ခံပြစ်တဲ့ကောင်အရှင်မထောက်ဘူးပြောတာလေနားပိန့်လို့နေပါတယ်သူတို့ကိုကိုွယ်ဥချနေတဲ့ကာချုပ်မင်းအောင်လိုင်ဆိုတဲ့ကောင်ကတော့မိသားစုတိုက်နဲ့အပျော်ခီးထွက်နေတော့မှစကခ21ထဲကကောင်နေဒီလိုကောင်မျိုးတွေအသေးခံပေးဖို့ဆိုတာကတော့ရှင်းနာစရာကောင်းလာပါတယ်။အဲ့တော့မမော်ရဲ့တိုက်စစ်ဟာစကခ21နဲ့ခါလိုက်ရလေးဆက်ခုံကိုဥတီနေတယ် တဲ့ကချင်ဒူဝါလီလို့ရဘူပေါင်းတက်ပွဲတွေဟာတိမ့်ရဲ့တောင်မှန်ဖြန့်တဲ့ကဲ့သို့တိုက်စစ်ဘူဟာမျိုးနဲ့ဆစ်စင်နေတယ်လို့အကြံဉာဏ်ယူဆလို့ရတယ်စကကက27ဗမော်အချင်းတော်ငါးမှာရှိတယ်လင်ခွေးရဲ့ဘယ်ဘချမ်းဟော sorry လင်ခွေးဘချမ်းမှာဆက်လိုက်ရအခွဲကိုလီလေးရှိဆက်လို့အင်ဂျင်နီယာတက်ခွဲပေါ့ဗျာစကကကဲ့ရဲ့ လာလာဆောက်အလုံးယုံလျက်စစ်အဆရာကိုလေးတိစစ်မြည်ပြီးအင်ဂျင်နီယာတိုင်ရင်ခလာရနှစ်36အမြောက်တက်366တက္ကရ914တင်ကားတက်ရင်ဒါရီယာဘမောမန္တလေးမြေကြီးနာကာလန်ဘေးမှာအစင်အစင်လိုက်တည်ရှိနေတာဖြစ်တယ်အဲ့ကနေဆက်သွားလိုက်ရင်စသဖြင့်ငါဆက်သွေးတက်ရင်ပေါ့ဗျာ မဆရာစက်တိစစ်မြည်ပြီးစိတ်တက်ရင်ထပါရကိုတုံတုံထောက်ပါနေဘုဆောင်ကြီးစာစာနာ641စစ်လက်နဲ့ပစ္စည်းတက်စုနိပညာတက်ကိုရဲ့အနောက်ဘက်မြောင်းဘက်မှာခလာရ50ခုတိဟိတာဖြစ်ပါတယ်ဗီဒီယိုတစ်ခုမှာမင်းကထွက်လာတယ်စကားက27ရဲ့စစ်တီတော် စာရိတ်သားတစ်ခုကိုတင်ပတ်ရရှိထားတဲ့ဗီဒီယိုကိုကြည့်ခြင်းအဖြစ်စကက27ရဲ့ဌာနချုပ်ယုံအနီးကိုကတ်နေနိုင်ပြီလို့ကျွန်တော်ယူဆလို့ရပါတယ်ခလာယ40ဘက်ကစာရိတ်သားဖြစ်မယ်ဆိုရင်လည်းကြာကြာတောက်ခံနိုင်တော့မှာမဟုတ်ဘူးပမောဘုံရဖို့ရတော့မယ်စကက27အလံဖြူထောက်လက်နဲ့ချတာကူမငင်းဆန်ရင်တော့ခံပြည့်အရှင်မထားတဲ့ဘဝတွေရောက်ကုန် မိသားစုအတွက်စဉ်းစားကြအနာဂတ်ကိုကြလက်နဲ့ကြအညံ့ခံခြင်းဟာအဖမ်းခံခြင်းဟာအခက်မသိရင်လောက်ကိုင်မှာအဖမ်းခံခဲ့တဲ့ချီးပုံထမ်းပုံမှုချုပ်အေးမြင့်ဦးလားအေးမြင့်သိန်းလားဒီကောင်တော့အခက်မသိရင်ရမခတိုင်းမှုပြန်ဖြစ်နိုင်ပါသေးတယ်အဲ့တော့စကက27ရဲ့စကက27ရဲ့ ဇက်ကကမှုဒီအောင်ဌာနချုပ်ယုံကိုအခြေပြုခံစစ်ဆင်နေတာခေရန်လိုက်ကိုနည်းနည်းခွဲထားတယ်လို့သိရတယ်ဌာနချုပ်ယုံမှလည်းတိုင်းရန်ခေရန်များကြိုတင်စုပုံထားတာဖြစ်တယ်လို့သိရှိရပြီးတိန်ကြားမင်းကောင်ခမ်းမကြီးဟာဇက်ကက27အဓိကခမ်းမကြီးဖြစ်ပါတယ်အချိန်က80 30ပြန်ဖြစ်သွားတယ်ဗျပထမ80 90ဗျ90 10တော့ပြောလို့ရတာ KIA ဟာ 90ရာခိုင်နှုန်းရရှိထားတဲ့အချိန်ဒီမှာမှလက်ရှိ80 30ဒီဘလူးပြန်ပြစ်သွားတာလေဆိုတော့အသာစီးရနေတယ်တိုက်စစ်ထိုးစစ်အားနဲ့လင်းကိုတောင်မြန်ဖြန့်တကယ်သူတရှိန်လို့ထိုးစစ်ဆင်နေတယ်ဝိုင်ပါပိတ်ဆို့အဲ့တော့ရဟတ်ရင်နေတဲ့အင်အားဖြစ်တင်နိုင်တဲ့အချိန်ဒီကိုရပါတယ်80လောက်ရဟတ်ရင်30နဲ့စစ်ကူရောက်လာတယ်လို့သိရတယ် တိတ်ပြီးတော့ထူးထူးခြားခြားပြောင်းလဲမှုလို့တော့မပြောနိုင်ပေမဲ့စစ်ကူလမ်းကြောင်းလေးပွင့်သွားတာရဲ့စစ်ခွေးတိုက်စိတ်တည်းပြန်လဲမြင့်တက်လာမှာစိုးလို့စစ်ကူလမ်းကြောင်းလေးအကုန်ပိတ်ဝိုင်းပတ်ပိတ်ဆို့အစာဖြတ်ရေဖြတ်နေစစ်ခွေးတိုက်ကိုလက်နက်မချရင်အရှင်မထားပါနဲ့လို့ပမောရှင်းမ်းမှာရှိတဲ့ KIA PDF AA အစရှိတဲ့ပူပေါင်းတပ်တွေကို ပြည်သူလူထုတည့်ရလုံးကဒီနေရာကနေလေးနဲ့ဆိုပြောကြားလို့ပါတယ်တစ်ဖက်မှာမမော်စကက27ကိုအပြင်းထန်ထိုးစစ်ဆင်နေတော့ဖာဂန်ကာမိုင်းဘက်ကလည်းဖက်စစ်တပ်စစ်ကြောင်းထိုးမှုတွေရှိနေပြီးတော့ KAI နဲ့ပူးပေါင်းတပ်တွေဖြတ်တောက်ပိတ်ဆို့တိုက်ခတ်ရတဲ့အခြေအနေပါဒါဟာပြချင်းပြည်နယ်ပမော်နဲ့ဆက်ဆက်အခြေအနေဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရခိုင်မုတ်တီလေးညီဆန်းကြရအောင် မုတ်တီတော့ဒီနေ့တော်တော်ရောင်းကောင်းနေပြီဆက်နေတာပဲနှာရှည်တွှဲွှဲနေကြောက်မြူမင်းတက်တောင်အခြေအနေလေးတခုပြောပြချင်ပါတယ်ကြောက်မြူမင်းတက်တောင်တဝိုက်မှာကာကင်းတခုပေါ့ဗျာအာကန္တတော်အီယာထုံးစစ်စင်ပြီးတိုက်ခိုက်တယ်မင်းတက်တောင်တဝိုက်မှာတက်ဖြန့်ပြီးတော့တယ်မှာမကြောက်မရွံ့ဗျာသူတို့မှမတုံမလုတ်အေးအေးဟူသွားလုံတာအင်အား80ပါစစ်ကြောင်း သတင်းအဆနာကိုမရဘူးဖြစ်နေပါတယ်။ပေးသွားသလားမတိမရှင်ဖြစ်သွားသလားဒါမှမဟုတ်ဘာခတ်တတော်ကြီးကလက်ရဖန်စီထားသလားအဲ့တော့မိတ္တောင်ကာကင်းအင်အား90ဝအင်အား90ကေမုံ30အဆက်အသွယ်မရတော့တာမေလ3ရက်နေပြန်အောင်လုံးဝကိုအဆက်အသွယ်မရတော့လက်ရှိအချိန်မှာတော့အာခတ်တတော်ကြီးကအမှတ်30နှစ်တည်ရင်ညောင်နေရတဲ့စကန်တစ်ပုတ်တော့စကန် အဲ့ဒီကကာကင်းနေအကုန်လုံးအနီးကကာကင်းနေအကုန်လုံးသုံးစစ်ဆင်းနေတယ်တချို့ကာကင်းနေမှာတော့ခတ်တော့အေးဝေရောက်နေရာယူတာနိုင်ရဲတရင်30နှစ်ဘက်ကိုနောက်ဆုတ်သွားတဲ့စစ်ကြောင်းကိုတောက်လျှောက်လိုက်ရှင်းနေလိတ်ကမော်တက်စကန်ကိုတော့အာခတ်တော့အေးသိမ့်ပတ်ထားပြီလို့ကျွန်တော်တို့အချမ်းရင်သိထားရအာခတ်တော့အေးကတော့တရားဝင်အတိမပြုတ်သေးဘူးကြောက်ဖြူတိုက်ပွဲကတော့တော်တော်ပြင်းပြင်းထန်ထန်ကိုချနေကြတယ်ဗျို့ ဘမောဘမောကြောက်ဖြူကြောက်ဖြူစစ်တွေးစစ်တွေးရန်ကုန်ရန်ကုန်မန္တလေးမှာဒီလိုကြွေးကြော်တန်နေနဲ့ဒီလိုလူတရားလုံးကြီးကျွန်တော်တိုင်းသားအီအော်ညီတော်များပြည်သူကာဝေးတော်လိုင်းကြီးတက်ပြီးကိုဝိုင်းရံကြရအောင်အဲ့တော့လောလောဆယ်တော့ကြောက်ဖြူကိုထိုးနေတဲ့စစ်တွေကိုပိတ်ထားတယ်တိုင်းတော်နိုင်ထိုးစစ်ရှိနေတယ်ဒါကရခိုင်မုတ်တီဆက်ဆက်လေး ကဲအဲ့တော့ရကိုင်မုတ်ဒီဆက်ဆက်လေးပြီးတော့ကျွန်တော်တို့တရားနာလေးတောင်းခန်းအကြောင်းပြောကြရအောင်ပြင်းဦးလွေမှာဆွတ်တာတွေတော့ဝင်ရင်ပြင်းဦးလွေပွဲတော့ရေတကုံမှာပွဲကောက်ရေတကုံမှာဗါလေပန်းမြို့တော်လားပန်းကျံမှာဓာတ်ပုံရိုက်ဖို့တရေစကားပါဗျာစိတောင်းခန်းပြွာကြတယ်တန်းရွှေကစနစ်တကျတဲတာခဲ့တဲ့နေရာ တောင်ခမ်းမှာစစ်ကောင်စီတပ်ကအကောင်ကြီးကဝါရဖြန့်တယ်။တိမ်ပင်လေးကိုတိမ့်လိုက်ပြီးတဲ့စိတ်ကူးရှင်ပါလေ။လက်တွေ့မှာတော့မဖြစ်နိုင်ပါဘူး။အင်အားသုံးပြီးထိုးလာတဲ့အခြေအနေတော့ရှိနေပါတယ်။အတိုးအဆုပ်အဖိဖော်တွေနဲ့ကစားနေပါတယ်။ရှင်းတိုးနောက်ဆုပ်ပုံစံပါပဲ။နော်။အဲ့တော့လက်ရှိအချိန်မှာစစ်ကောင်စီတပ်ရောက်နေတဲ့နေရာကနောင်ချုံနဲ့16မှန်16မှန်ဝေးတဲ့နောင်လင်မှာပဲရှိနေတယ်။ ဲ့တော့နောက်ချိုးရဲ့တောင်ဘက်မှာဒုထောက်ဝီမြေကူးတရာအနောက်ဘက်မှာတောင်ခန်းကြီးရွာအမြောက်စကန်းဌာနချုပ်မဆာခ902တူရဲ့လောက်ကတရင်အမြောက်တရင်3ရင်းဖြစ်တဲ့အမတာ3ငါးလေးနဲ့အမတာ906အမတာ406ရှိတယ်အဲ့တော့2024ဇူလိုင်လကိုတွေကထိုးစစ်ဆင်ခဲ့တာ6လ6လဒီနေ့ဒီ6လရှိပြီနောင်ချုံမြို့ကိုတိမ်းပြီးတဲ့အခါတရနလီယာမြို့နယ် -10 ဝေးတဲ့ စစ်ကောင်စီရဲ့ဖက်စစ်တပ်ရဲ့အမြောက်ချက်ကန်းကုတ်ကဲမှုဌာနချုပ်အပါဝင်အမြောက်တရေ၄ခုတည်းရှိတဲ့တောင်ခမ်းကိုကူလာနေ့စဉ်ရက်ဆက်တိုက်ပွဲတွေရှိနေတယ်ပထမကာလတွေမှာတောင်ခမ်းကအမြောက်တရ406နဲ့အမြောက်တရ206နှစ်ခုကို2024အုံလာ28ရက်နေ့မှာပူပေါင်းတက်တဲ့ DNL တွေကတိမ်ပတ်ခဲ့နိုင်တယ်လက်ရှိနောက်ဆုံးအချိန်ကြီးရတော့ နောင်ချိုလမ်းကြောင်းတစ်ခုကနေဖက်စစ်တကစစ်ကြောင်းထိုးနေပါတောင်ခမ်းရက်ဆောက်ကနေစစ်ကြောင်းထိုးအင်အားဖြည့်တယ်နောင်ချိုပြင်းဦးတွင်လမ်းပိုင်းကလည်းစစ်ကြောင်းထိုးအဲ့တော့ပြီးခဲ့တဲ့မတ်လမှာတောင်ခမ်းကြေးရွာနီးကမဲပုတ်ကြေးရွာကိုစစ်ကောင်စီတက်ကြံလေတိမ်ပတ်ခင်နိုင်တယ်မဲပုတ်ရွာကနေတမိုင်ကျော်ဝေးတဲ့နောင်လင်းကြေးရွာကိုလည်းတိမ်ပတ်ခင်နေတယ် တောင်တောင်ခန်းနဲ့6မိုင်ပဲရွေးတယ်မဲပုတ်ဆိုတာအဲ့ဒီရွာကိုတိမ့်ပိုက်တဲ့အကာလာတုန်းကပေါ့ဗျာတိမ့်ပင်လဲစကန်းကိုတိမ့်ပိုက်ခဲ့နိုင်တယ်ဆိုပြီးဝါရဖြန့်ကြသည်အဲ့တော့မဟုတ်ပါသူတို့ထင်တယ်လို့မဟုတ်ပါဘူးသူတို့ပြောတယ်လို့လည်းမဟုတ်ပါဘူးလက်ရှိမြေပြင်မှာလက်ရှိမြေပြင်မှာတောင်ခန်းကိုတိမ့်ဖို့တိမ့်ပြီးပြူးလွင်ကို ထို့ပေါ့ဝင်ရောက်မန္တလေးကိုစစ်ဆိုင်ထားရမယ့်အခြေအနေတရက်ကိုလောက်ကိုလုံးမရပါလိမ့်မယ်လုံးမမလုံးဘူးကတော့မြေပြင်တက်တည်ရဲ့သဘောထားပါကျွန်တော်တို့ကတော့ရှုမြင်သုံးသက်ချက်နိုင်ငံရေးစီရင်ပြူဟာနဲ့တကွင်းလုံးပုံစံကိုကြည့်ပြီးပြောတာဖြစ်ပါတယ်အဲ့တော့လက်ရှိတောင်ခမ်းမှာတောင်းတမတော်ဆိုတဲ့ TNL ကဥဆောင်ပြီးတော့တနုပြည်သူလွတ်မြောက်ရေးတက်မတော် DPLA ကြောင်မဲခဲအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ မိုးမိတ်ခရိုင်ပါကာဖတ်ပူပေါင်းတက်တယ်ရှိပါလေမြေပြင်စစ်ကြောင်းမှုတွေနဲ့သက်ဆိုင်ရာမဟာပြူဟာတွေအရတော့တကယ်တော့ဆောင်ရွက်မယ်မသိပေမဲ့တီအန်အလီယာထိုးစစ်ဆင်တိုက်ခိုက်မှုတီအန်အလီနဲ့ပူပေါင်းတက်တွေ MDM PDF အဆရှိတဲ့တက်တွေဟာထိုးစစ်ဆင်ပြီးတောင်ခန်းကိုစစ်ကစားပင်ဦးတွေကိုထိုးဖောက်ဝင်ရောက်မန္တလေးကိုစစ်ဆိုင်ထားနိုင်မှာ တယုတ်ရဲ့ဖိအားတန်ကလွတ်မြောက်မှာဖြစ်ပါတယ်မဟုတ်ရင်ကြံစည်မှာအများကြီးရှိတယ်ပါတယ်နော်အဲ့တော့မြေမြတ်တည်းရဲ့သဘောတော့ကိုကျွန်တော်တို့ဝင်ရောက်ဆော့ဖတ်ခြင်းမရှိပါဘူးကျွန်တော်တို့မြင်တာလေးကိုကျွန်တော်ပြောတာပါအဲ့တော့ကရင်ဘက်ကိုကြည့်ကြရအောင်ကချင်ကချင်ရခိုင်ရှမ်းမြောင်နဲ့အခုကရင်ဗျာတီကီစကန်တိုက်တိုက်ပွဲအောင်မြင်သွားပါတယ် စေကောင်မသားပေါ်တယ်။ဒါကြောင့်မနေဆက်မှာရှိတဲ့ထီခီစခန်းကိုဒေါ်လိုင်းပူပေါက်တက်တွေတိုက်ခတ်သိမ့်ပိုက်ခဲနိုင်ပါပြီ။ရဲခွေ6កောင်ကျော်စစ်ခွေအကောင်30ခွေပြေးထိုင်းနိုင်ငံတွေကိုဝင်ပြီးပါတယ်။ဒါကြောင့်မနေဆက်မှာရှိတဲ့ထီခီစခန်းအဘလာ28ရက်နေ့မှာစတင်ပြီးတော့ဒုံးစစ်စင်တိုက်ခိုက်တာဆယ်ရက်အတွင်းကြာခဲ့ပြီ။ပူပေါက်တက်က2ယောက်ကြာတယ်။ညံ့ညက်စွာကြာဆုံး။ဒါကတော့ ပြည်ငယ်၄ခုရဲ့တိုင်းကအီအောင်နဲ့ပူပေါင်းတက်တည်ရဲ့နောက်ဆုံးစီအခြေအနေဖြစ်ပါတယ်။အဲတော့အစားကိုပြန်သွားရအောင်။ကျွန်တော်အရှိမပြောခဲ့တယ်လို့ရှိမပြောခဲ့တယ်လို့ဖတ်စစ်တက်စစ်တက်တော့က60နှစ်ကလည်းယနေ့အချိန်ထိဒီတိုင်းမိနဲ့ဒီလူမှုကို သူတို့လှုပ်ရှင်တိုင်းလှုပ်သူတို့ပြုတ်သည်မြနှုရတဲ့ဘဝဘာလို့ရောက်နေတာလဲအာနာကိုတင်းကျင်ရင်ထာတင်းပလိုက်နိုင်တဲ့အခြေအနေဘာလို့ရနေတာလဲဘာကြောင့်ရနေတာလဲဒီစကားကိုဘာကြောင့်ပြောမလဲဆိုတော့ကျွန်တော်တို့တော်လိုင်းကြီးတက်တည်နေတော်လိုင်းကြီးရဲဘော်တွေဟာချက်ကြလက်ကြတိုက်ခိုက်နိုင်ဖို့ရင်းမြစ်တွေကိုဖြိုချနိုင်ဖို့အကန့်ခတ်တွေခဏထားစစ်တပ် အာနာပိန်နိုင်ခြင်းအကြောင်းတရားတွေကိုသိရှိပြီးတောက်တိုင်ဟာဘယ်ကောင်အခိုင်ဆုံးလဲဘယ်တောက်တိုင်ကိုဖြိုလိုက်ရင်ဘယ်နှတိုင်ပြူသွားမလဲဆိုတာကိုသိရှိစေရန်တောက်ပြနေဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဘာကြောင့်ခဏခဏပိန်ကျင်တိုင်းတိန်လို့ရနေတာလဲကွာပိန်ကျင်တိုင်းတိန်ရအောင်ဒုံကြီးစီးပေးနေလားတိန်ကျင်တိုင်းတိန်လို့ရအောင်စစ်တပ်ဟာကိုပိုင်စီးပွားရေးဆိုတဲ့ MBC ကိုပိုင်ယုံမြင်တန်ကြားမြဝတီကိုပိုင်ဘန်မြဝတီကိုပိုင်ရှိပွားရေးလုပ်ငန်းတွေခရိုနီအတိုင်းဝိုင်းကြီးတွေနဲ့တကွာခရိုနီအတိုင်းဝိုင်းတွေရဲ့စီးပွားရေးတွေနဲ့ဘဏ္ဍာရေးစီရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုရယ်2008ပါအပါတွဲဆက်ပြီးအချိန်မရွေးတိုင်းပြည်ကိုလှုပ်ချင်တယ်လို့လှုပ်လို့ရအောင်အင်ကြီးထဲမှာအင်ငယ်ဆင့်ပြီးတိုင်းပြည်ငယ်တစ်ခုလိုထူထောင်ထားခဲ့တာဖြစ်ပါတယ် ဗမာပြည်မှာကွန်ပျူတာတက္ကသိုလ်ရှိတယ်စစ်တပ်မှာတက်မတော်ကွန်ပျူတာတက္ကသိုလ်ထပ်ဖွင့်တယ်တိုင်းပြည်မှာအင်ဂျင်နီယာတက္ကသိုလ်ရှိတယ် GDC လို့ပါလို့စစ်မြေပြင်အင်ဂျင်နီယာအင်ဂျင်နီစစ်အင်ဂျင်နီယာတက္ကသိုလ်ဖွင့်တယ်စေတက္ကသိုလ်ရှိတယ်စစ်စေတက္ကသိုလ်ရှိတယ် စေတန်းအောင်တာချင်းအတူတူဆရာဝန်ဖြစ်တာချင်းအတူတူအင်ဂျင်နီယာဖြစ်တာချင်းအတူတူပကုံးမမအပွင့်ပါတဲ့ဂျီတက်ကကောင်ကလူဘွားဝါလို့ရတဲ့တိုင်းပြည်ဖြစ်အောင်လုပ်ထားတာဖြစ်တယ်။နောက်တစ်ချက်ကဖက်စစ်တတိအပြည့်ပါတဲ့စစ်တပ်ပရိသတ်ညင်နဲ့တိဆောက်ထားတာဖြစ်တယ်။ဒါကြောင့်ဂျာပြက်ပြောရင်မင်းရောက်နိုင်ရုရှားသွားတော့ 没有人了解马系列步骤的，怎么的，怎么的，怎么怎么的噶？没有人，咱们大家就弄出来，比如我们配备阿闹等差来比比，都是这边阿来线索的，让你们了解。什么样的产品卖的？但是我们一抄步骤，到底马系列怎么拍摄的噶？步骤贵啊，没有人信啊，次要一点点嘛，包夜的。 အရေးချင်းမဲ့တဲ့ကောင်တွေဖြစ်နေတဲ့အတွက်မင်းအောင်ပိုင်းမရှိတော့သူ့အရေးကိုကြောက်ရတဲ့ဘဝအရေးချင်းကိမဲ့တဲ့တတ်သိမရှိဒီလိုကောင်မျိုးတွေကိုတကောင်းမှဒီစစ်တပ်ကဒီလူရောဒီမူရောထားလို့မရဘူးဆိုတာပုံချင်းသိသွားတာကဲခုနစကားပြန်ဆက်ရအောင်ဖက်စစ်လက္ခဏာတွေအကုန်ရှိတယ်ဖက်စစ်တတိပါလာတယ်အင်ဂျီနီယာမိုင်းကြီးဆင်ထားတယ်စစ်သားဆိုရင် အဓိကဝါရဆိုတာမျိုးဘုန်နေဝင်းကချမှတ်ထားတယ်။စီရေးစီးပွားရေးဥပဒေရေးနိုင်ငံရေးအစရှိတာတွေမှာကြိုတင်နေရာဥပီးကြိုတင်တည်ဆောက်ထားတယ်။မြန်မာနိုင်ငံရေးသမားတွေကတော့ရံဖြစ်ကောင်းလို့မှစစ်တပ်ဟာသူ့ရဲ့အခန်းကဏ္ဍနဲ့သူ့ရဲ့ရပိုင်권လုတ်ပိုင်권သူ့ရဲ့စိုးမိုးကြေပြန့်နိုင်စွမ်းမှန်သမျှကိုတိဆောက်နေရဖြစ်ပါတယ်။သူမှာကိုပိုင်ပန်းရှိတယ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိတယ်ကိုယ်ပိုင်တန်ရင်းရုံရှိတယ်စစ်တပ်ကရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမှဆိုရင်ဟွန်းကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်ရှိတယ်ပြည်တော်စုဝင်ကြီး3ယောက်ကိုကိုယ်ပိုင်ခန့်ပိုင်ခွင့်ဖြုတ်ပိုင်ခွင့်ရှိတယ်ပတ်စံကြိုက်တဲ့လောက်တောင်းလို့ရတယ်စစ်ဆေးပိုင်ခွင့်မရှိဒီလိုအခင်းကျင်းတွေကို1962ကနေယနေ့အချိန်ထိလောက်လာခဲ့တဲ့စစ်တပ်ဟာ ျွန်တော်တိုင်းပြည်နဲ့ကျွန်တော်တို့လူလူကိုအချိန်မရွေးအာနာတိမ့်လို့ရတယ်လို့အချိန်မရွေးကုတ်သွေးစုတ်ခွင်ရနေတာဖြစ်ပါတယ်အာနာတိမ့်ုံတစ်ခုလေးနဲ့တော်လန်လာမျိုးမဟုတ်တယ်လို့မင်းအောင်လိုင်းဆိုတဲ့ပုတ်ကူစိုးဝင်းဆိုတဲ့ပုတ်ကူမုံတိနေလို့မဟုတ်ဘူးစစ်သားတွေရုပ်မာတဲ့အကြံဖတ်တဲ့မရင်းချင်းမှန်တယ် ဒီလိုလုတ်ခွင့်ရတဲ့စနစ်ကြီးကိုရက်တန့်ရိုက်ချိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာစဲနေုံစုံနေုံနဲ့မပြီးဘူး။အာနာသိမ့်ချင်တိုင်းသိမ့်လို့ရအောင်။ကုတ်သွေးဆုတ်ချင်တိုင်းဆုတ်နေလို့ရအောင်။ဘယ်အချက်တွေကအထောက်ပံ့ပြုနေလဲ။အာနာ၃ကသိမ့်ခဲ့တယ်။နေဝင်တန်းရွှေမင်းအောင်ပါလေ။ဖွေသီးမုံအခြေခံဥပဒေ၃နဲ့နိုင်ငံတော်အလံ၃ခုမှာပြည်သူလူထုတရက်လို့ ဖို့ကြောပြစုခယူးဆန်ကျွတ်နဲ့မျောလင်းချက်မဲ့တဲ့အချိန်ဖြစ်သွားပြီ။ဒါကိုတော်လန်နေတဲ့တော်လန်ရေးသမားနဲ့နိုင်ငံရေးသမားတော်လန်ပြည်သူအပေါင်းကဖက်စစ်တပ်မင်းအောင်လှိုင်စစ်တပ်တစ်ခုလုံးအာဏာသိမ်းကျင်တိုင်းဘာလို့သိမ်းခွင့်ရနေတာလဲဆိုတဲ့ရင်းမြစ်တောက်တိုင်တွေကိုစနစ်တကျစီစစ်ဖြိုချပြီးစနစ်ပြောင်းတော်လိုင်းခစ်ပြောင်းတော်လိုင်းအတွေးကိုတော်လိုင်းဆိုရဲတော်လိုင်းကြီးတုံးရက်ကို စင်ွဲရမှာဖြစ်ပါတယ်ဒီနေရာမှာညအားတွေတုံးကြဖို့လေကျွန်တော်ပြောချင်ပါသေးတယ်ညကုန်းနေအခတ်တတော်အေးမို့ကြုံမြင်နိုင်ကပြောဘူးလေတရုတ်နေဆက်ဖို့တော့မဆိုးလို့ပါနေဆက်တွေကကုန်ကျန်းတွေအများကြီးရနိုင်တယ်။လက်နက်ပစ္စည်းလက်နက်ခရံအစိတ်ပိုင်းတွေထုတ်နိုင်တယ်။အကုန်လုံးထုတ်မယ်လို့တော့မဟုတ်ဘူး။ဝယ်တင်တာတွေဝယ်လုပ်လို့ရတယ်။တနေရာတိုင်းထုတ်ရမှာမဟုတ်ဘူး။ တစုတည်းတက်ဆင်ရမယ့်နေရာတော့ရှိဘူးလို့။ကွင်းပြောင်ပြောင်များလုံးဝမယ်လို့မဆိုလိုဘူးဗျာ။အညာနောက်ကျောတောင်ကျောတွေလိုင်ကူတွေအများကြီးရှိနေ။ဒါစားဒီထုတ်ပြီးတည်ရမယ်ဗီယက်နမ်ဗီယက်ကောင်တွေရဲ့လိုင်ကူနဲ့ဂျပန်ဆေးရုံလိုင်ကူတွေကိုအတူယူကြရလိမ့်မယ်။ကြည်တို့ပျက်နာရှိပါလာဖာပါဖာတွေတူမီတတော်တို့ကင်ပါတူမီ၆ချက်ပြည့်စုံလေတွေတီထွင်ပါလုံနိုင်အောင်လုံကြပါ 家如我看那样女人傻，这么漂泊，酸双那个人，个人母的，得母的，好吧？如果使用吧，冇说你那里唐朝时的，你那里懂吧？别看女古，但懂得要别那样，露双眼，明白？人家马比啊，在这里七十家吧，啊，闺女、闺蜜或者三代、第三代，别来少来，别来，别来。 ဒါမျိုးတွေဖြစ်နေရင်ကြည်စံဖြုံပြီးမှုဖြစ်စေတယ်ဆိုတဲ့အချက်ကိုလည်းမမေ့သင့်ပါဘူး။အန်ယူဂျီရလိုကယ်အဖွဲ့တွေကိုစုစည်းပါစစနစ်တကျလောက်တတ်တဲ့ quality တွေ drawing တွေပုံချမ်းတွေ scale တွေ quality တွေကိုဖိတ်ခေါ်ပြီးတင်နန်းပေးပါညွန်ကြားပါဆွဲဆောင်ပါစီးယုံပါပြုစုပါပြုတော်အဲ့တော့ကော့ကိုလူကန်ကော့ကိုတိုက် ကိုယ့်ကိုရက်ပြီဆိုတာဟာတနည်းအဖြစ်တော်လိုင်းရေးကိုတစ်ဖက်တလန်းကစိုးကျူးတွေဖြစ်နိုင်တဲ့အခြေအနေတွေရှိပါလေ။အမျိုးသမီးရေးအစိုးရအနေနဲ့ထုတ်လုပ်ရေးဌာနတစ်ခုကြီးဖွင့်ပြီးသူတည်တနာဌာနတစ်ခုဖွင့်ဤပညာတွေကိုရှာဒါတွေကိုမလုပ်ဖဲနဲ့ NGO စတိုင်ဆက်လုပ်နေတာကိုရှောင်ကိုရှောင်ရပါလေ။ပထဝီအနေထားတွေအရလူစွမ်းအကြီးမြေပိုခတ်ခဲတဲ့ရခိုင်က လုံနိုင်နေပြီဗမာကမလုံနိုင်ရင်ဗမာညံ့တာဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်ဖောက်ထွက်ကြံစီတီထွင်တတ်တဲ့ငါတို့မြန်မာပြည်မညံ့ခဲ့ဘူးသူများနှာခေါင်းနဲ့အသက်ရှူတာကိုရပ်ပါပိုစွမ်းမစားပဲညှီအားလေးတုံးကြပါလို့ပြောရင်ဒီညတော့ဒီတော့အားလုံးကျေးဇူးတင်ပါ